ဗရစ်ဆိုင်ဆရာမ MMK ရေးသားသည့် The Far Pavilion ဆောက်ကိုဆရာများတန်းတဲ့ဘာသာပြန်ဆိုသည့်ရွှေပြည်တော်မျော်တိုင်းဝေအခန်း၁၈အခင်ဆက်ဟာကျွန်တော်တို့ကိုတော်တော်ဒုက္ခပေးရနော်။ဟုတ်ကိုရော်လေးဂျူဒီကနောက်တလူလူဖြင့်ပြောလိုက်။ဝမ်းနေပါတယ်ကိုရော်လေး။ SD နောက်တလူပြောင်းတယ်လို့ဖြင့်ကိုရော်လေးကိုလက်နှစ်ဖက်ဆက်၍အယူအသေးပေးလိုက်သည်။အ мян ဆုံးနေထိုင်ကောင်းရန်စူးစမ်းလျက်ရှိကြောင်း ရက်များမကြာမီပြန်လဲကျမ်းမာလာတော့မည်ထင်ကြောင်းဖြင့်ပြန်၍ပြောလိုက်သည်။အိုကျွန်တော်ကဒါကိုပြောတာမဟုတ်ပါဘူး။ဟိန်းနူဖုန်းကြီးတွေရဲ့ကိစ္စကိုပြောတာပါ။ခမညာအဲ့ဒါကျွန်တော်နဲ့ဘာဆိုင်လို့လဲ။ခုဖုန်းကြီးတွေကကျွန်တော်အမတော်နှစ်ပါးကိုတော်တော်စိတ်ဆိုးနေကြတယ်။မူရိုက်ကိုလည်းစိတ်ဆိုးတယ်။ဘာကြီးရော်ကိုတော့စိတ်အဆိုးဆုံးပေါ့လေ။ဘာဖြစ်လို့လဲသိရလား။သခင်ဆက်ကျွန်တော်တို့ဒါဘာရွက်ဖြစ်နေကိုလာလဲရင်ကျွန်တော်တို့ထိုင်နေကော်စောတွေပေါ်မှာထိုင်နေတဲ့။ပြီးတော့သခင်လေးနဲ့ ်တစ်သီးတို့အချုပ်ပွဲတို့ကိုစားရင်လေကျွန်တော်တို့ကအဲ့ဝစ်ကြည်ယုံဟန်ဆောင်ပန်ဆောင်စားတာမဟုတ်ပဲတကယ်စားတယ်တဲ့သူတို့ကအလွန်အယူသိရမဟုတ်လားကျွန်တော်တို့ကဇနိတ်ညီနဲ့ရောတယ်ဘာဖြစ်တယ်ဆိုပြီးပြောနေကြတာပေါ့သူတို့ကဘယ်သူကများသွားပြောတယ်လဲမသိပါဘူးဟုတ်လားအဲ့ဒီလိုပြောနေသလားဟုတ်တာပေါ့ကျွန်တော်ကလည်းအလိုက်သိဖို့ကောင်းတာပေါ့ဒီလိုဆိုရင်ညောင်ကို ကျွန်တော်ကို ကိုရော်လေးတို့ဓာပါတဲ့ကိုမဖိတ်တော်ဘူးပေါ့အိုးဒီလိုမဟုတ်ပါဘူး ဒီလိုကြတော့ဘာကြီးတော်ကတိတ်ဆိတ်ဆိုတာပေါ့အခင်ဆက်ဟာကျွန်တော်တို့တမျိုးလုံးတဆွေလုံးအဆက်တကွဲအကျိုးနဲ့မဖြစ်အောင်ကယ်ခဲ့တယ်လူတဲ့တခင်ဆက်သာမကယ်ရင်ကျွန်တော်တို့အားလုံးဒုက္ခရောက်မှာတဲ့အမတော်ရှူရှီလာသာရင်ညစ်တည်ရင်သူလည်းညီရဲတော်မှာမဟုတ်ဘူးတဲ့တခင်ဆက်ကယ်လို့သာအဆက်တကွဲအကျိုးနဲ့မဖြစ်တာတဲ့အားလုံးသူ့ကောင်းပုံပုံကြတော့မှာတဲ့ဘာကြီးတော်ကဒီလိုပြောလိုက်တော့မှသူတို့လည်းနောက်ဆုတ်သွားကြတယ်ဘာကြီးတော်ကဘာသာတရားကိုတကယ်ယူသေးကိုင်းဆိုင်နေပုံကိုမဟုတ်လားဘာကြီးတော်ဟာ ေတိုင်းနိုင်ပေါင်းများစွာဖျားရှိခိုးတယ်။မရှိစင်ရဲသားတွေဆိုရင်လည်းပေးကန်းစွန်ကျဲတယ်။ကိုเจ้าတွေကိုလည်းအများကြီးလှူတယ်။ပြီးတော့လည်းဘာကြီးရောဟာကျွန်တော်တို့ခမဲတော်ကြီးရဲ့နောင်တော်ကြီးမဟုတ် လား။ဟုတ်တယ်။ကျွန်တော်လည်းဘီဂျူရန်ဆိုတဲ့လူကိုကြည့်လို့ကိုမရဘူး။ဘာဖြစ်လို့လဲ။အလကားပါသခင်လေး။ကျွန်တော်တို့ဒါပါတဲ့တွေကိုလာတဲ့အခါကျတော့သခင်လေးဘာတွေလုပ်တယ်လဲ။ဘာတွေပြောတယ်လဲ။ကျွန်တော်တို့ကဘလို့အဲ့ခံတယ်လဲဆိုတာအကုန်ရှောက်မင်းနေတာပဲ။ကျွန်တော်ကလည်းပြောလိုက်တာပေါ့။ ဒီရင်ဖုန်းကြီးရိစီကိုသွားတိုင်နေထင်ပါရဲ့သူကပြောတော့ကျွန်တော်အတွက်ပြောတာပါတဲ့နောင်တော်နန်သူရဲ့နားကိုဒီတဲ့င်းတွေရောက်လို့ရှိရင်နောင်တော်ကဟိုလူပြောဒီလူပြောပြောမှာတဲ့ဒီလိုဆိုရင်လူတွေကပါကျွန်တော်ကိုတမျိုးထင်ကြမှာတဲ့ကျွန်တော်ကနောင်တော်နန်သူကိုရောသူတို့ဈေးတဲ့သားတွေကိုရောဘသူကိုမှဂယုမဆိုင်ဘူးသခင်လေးတကယ်ဆိုရင်ဘီဂျူရန်ဟာကျွန်တော်ကိစ္စထဲမှာဘာဝင်ရှုပ်เสียရရှိတယ်လေကျွန်တော်ကတော့သူ့စကားဘာဖြစ်လို့နားထောင်ရမှာလဲကျွန်တော်ကသူထင်းတဲ့ခလေးလေးမှမဟုတ်တာ ဟောပြောရင်းဆိုရင်ဘာကြီးရော်တော်လာနေပြီကာကာကြီးကကျူတော်မောင်နေ့ဒီရောက်နေမယ်ဆိုတာဘာကြီးရော်တည်သားပဲတသက်မဲ့တခင်လေးနားကြီးအောင်စကားလာများနေရေပေါ့ဟုတ်စကဲသွားသွားအပြစ်မှာမျက်စိထွက်ဖို့မူရက်ဆောင်နေတယ်ဘာကြီးရော်ဒီကိုရော်လေးဂျိုဂျီကိုမောင်းထုတ်လိုက်ပြီးနောက် ash ကိုတတိပေးသည့်အညီဖြင့်လက်ညှိုးထောင်ပြလိုက်ကတခင်ဆက်ကလည်းတော်တော်ပြောရခက်တယ်ဘာဖြစ်လို့ဒီကလေးလာပြီးစကားများနေရအောင်တီးခန့်နေရတာလဲသူ့ကိုအလိုမလိုက်နဲ့လို့ကြုတ်ပြောသားနေတယ် ဟုတ်ပါတယ်ကာကာကြီးရဲ့ကျွန်တော်မှားပါတယ်ကာကာကြီးကကျွန်တော်ကိုရန်ထောင်မှုလာတာပေါ့ဟုတ်လားခု H ကရဲ၍ပြောလိုက်ဟုတ်တယ်သခင်လေးကိုပြောပြနိုင်ကမှတော်ယုံကြတယ်ကာကာကြီးရဲ့တူတော်မောင်ကသူတို့ကို ဖုန်းကြီးတွေစူနေရဲ့အဲ့ဒါကျွန်တော်ကြောင့်လို့လာစူနေလို့အလကားပါဒီကလေးဟာတွေ့ရကိုရှောက်ပြောနေရဒီကိစ္စကသခင်လေးနဲ့မဆိုင်ပါဘူးကျွန်တော်တို့ကိစ္စပါခုတော့ရှင်းသွားပါပြီဟုတ်လားကျွန်တော်ကတော့ကျွန်တော်အတွက်ကာကာကြီးကိုကြားထဲမှာပြဿနာမဖြစ်စေချင်လို့ပါ ျုပ်ပြောပြီးပါပြီလားဒီကိစ္စဟာရှင်းသွားပါပြီလို့ကျုပ်ကိုခင်ရင်ဒီအကြောင်းကိုနောက်ထပ်မပြောပါနဲ့တော့တူတော်မောင်ဂျိုဒီကိုလည်းတခင်လေးစီခဏခဏလာပြီးအနှောက်အယှက်ပေးတာသီးမခံပါနဲ့တခင်လေးကခလေးလာလာပြီးနှောက်ရက်တာကိုတဲပြီးသီးခံတာကိုကိုရော်လေးဂျိုဒီသူ့ထံလာရောက်နေခြင်းသည် S address အငင်းငယ်အနှောက်အယှက်ဖြစ်သည့်တိုင်ကာကာကြီးပြောသလောက်ကမဟုတ်ပေတို့ရရင် SD ကာကာကြီးနဲ့ရှင်ပြိုင်ရင်းခုန်ခြင်းမပြုလို့တော့ကာကာကြီးဤစေတနာကို S နားလေသည် ို့ရရင်ဂျိုတီလာ၍စကားများနေတာထက်သူလာ၍စကားများနေခြင်းက S address ပို၍အနှောက်အယှက်ဖြစ်နေသည်ကိုသာသိမြင်ကာကာကြီးသည်များစွာစိတ်မကောင်းဖြစ်မိပေလိမ့်မည်။ကာကာကြီးသည်အလွန်စကားများသူဖြစ်ရာအိယာဘော်တွင်ဒံယံတန်ချက်တွေပတ်တီးတွေဖြင့်မလုံမရှက်ဖြစ်နေသည် SD ကာကာကြီးအဖို့အကွက်ကောင်းဖြစ်နေသည်ကာကာကြီးသည်ပြောသိမပြောသိမချိန်ဆပဲစကားများသည်ကာကာကြီးတွင်ငားထောင်သူရှားပြီးခြင်း H အဖို့တော်မူစိတ်ဝင်စားဟန်ပြယုံအတာနားထောင်နေယုံဖြင့်သူတို့အတွင်ရင်းများကိုကောင်းကောင်းသိနေရသည်ဥပမာအဖြစ်ကာရီကုတ်ပြည်နယ်မဟာရာဇာနန်ဒူးအကြောင်းဆိုရင် S သူထံမှအများကြီးသိလိုက်ရသည်ကကကြီးမှာစကားပြောမိရင်ပြောတဲ့မပြောတဲ့မချိန်ဆတော့ပဲစကားဖွာတတ်သူဖြစ်ရ။တခါတရံတွင်မရွေရဲပဲနှင့်အတွင်းရေးတွေကိုပြောမိရတာဖြစ်နေတတ်သည်။မဟာဒေဝီဂျာနုပိုင်သည်အလွန်ပါနဲ့ကျွမ်းကျင်သောမိမတယောက်ဖြစ်ကောင်းဖြစ်မည်။တို့ရရင် မိခင်တယောက်အနေဖြင့်ကပါနက်ထမျက်သည့်မိခင်တယောက်မဟုတ်မဟာဒေဝီသည်သားများအားလုံးကိုအလိုလိုက်ကညီသူပြောဆိုဆုံးမသည်ကိုမျှမကြိုက်သားကြီးညံသူကိုဆိုရင်အလိုလိုက်ချင်နိုင်လိုက်ခဲ့သည်ဤတွင်ပျော်ပျော်ပါပါနေတတ်သည့်ခမဲတော်ကလည်းစိတ်ရှုပ်ခံ၍သူ့သားတော်ကြီးကိုဆုံးမကွဉ်ညက်ခြင်းမပြုခဲ့ကျုပ်သဘောပြောရမယ်ဆိုရင်တော့ကျုပ်ညီတော်စော်ဘွားကြီးဟာသူများကလေးကိုမပြောနဲ့ကိုကလေးတွေကိုတော့ချစ်ပုံမရဘူးဗျ လေးတွေသူ့ရှိမှာជីជីတာတာနေတော့ဆိုရင်တော့သိခံပါရဲ့ဒါပေမဲ့ကလေးတွေကအော်ဟစ်ငိုယူပြီးဆိုရင်တော့သူ့အနာကိုအလာတော့မခံတော့ဘူးသူကတော့ကလေးတွေကိုအပြစ်ပေးတာလို့ထင်ချင်းထင်မှာပေါ့လေကွယ်လွန်သွားတဲ့လာလာကြီးကလည်းရင်ကျန်တဲ့ကလေးတွေကလည်းသူတို့ကိုလာခွင့်မပြုတဲ့အတွက်ထူပြီးဝမ်းမနေပါဘူးဘာတိဘာသာပဲညီလိုက်ကြတာပါပဲအေးလာလာကြီးကသူ့ခမဲတော်ကိုတော်တော်ချစ်ရှာတယ်ခမဲတော်မကြိုက်တာဆိုလို့ဘာမှမလုပ်ဘူးဒါပေမဲ့အငယ်ရွေကတော့ ခမဲတော်နဲ့လည်းတိတ်မတွေ့ဘူးဒါလောက်လည်းချစ်ကြဟန်မတူပါဘူးဒီတော့ခမဲတော်ချစ်တဲ့သားတော်ဆိုလို့ရှိရင်လာလာကြီးမရှိရဲ့နောက်ဂျိုတီပဲကြံတော့တယ်နန်ဒူးကတော့မြင်းစီကလည်းမကြွမ်းနန်ဒူးတယောက်မြင်းစီမတက်ခဲ့ခြင်းမှလည်းမဟာဒေဝီဂျာနူးပိုင်အလိုလိုက်တော့ကြောင့်ဖြစ်၏ပထမဆုံးမြင်းငယ်ကလေးတစ်စီးပေါ်သို့တင်ပေးစဉ်ကနန်ဒူးမှာအသက်၃နှစ်သာရှိသေး၏ထိခိုက်နာကျင်ခြင်းကိုတခါမှမတွေ့ခဲ့ဘူးသောနန်ဒူးသည်မြင်းပေါ်တက်၍တိတ်ကိုင်းကလေးချစ်မိသည်နှင့်အော်ငိုတော်သည်ဤတွင် မဟာဒေဝီဂျာနုပိုင်ကလည်းမြင်းစည်းခွက်မပေးတော့ငငယ်ကလေးကမြင်းမစည်းခဲ့ဒီမှာကြီးလာသည့်အထီးပင်မရှောင်သာမလွဲသာမှပင်စီရော်သည်စင်နဲ့သွားရင်သွားမသွားရင်လည်းရထားနဲ့ပဲသွားတော့တယ်ဗျတကယ်တည်းဗျမင်းကလေးကြာနေရပဲဟုဘာကြီးရောကာကာကြီးကပြောသည်မဟာဒေဝီဂျာနုပိုင်သည်တားအငယ်ကိုလည်းမြင်းမစည်းစေခြင်းသို့ရရင်တားငယ်ဂျူတီကနားမထောင်ဂျူတီသည်ပထမတစ်ကြိမ်စီစဉ်ကမြင်းပေါ်ကလိမ့်ကြွေငိုသည် သို့ရာတွင်ဂျိုတီသည်အငိုတိတ်သွားသည့်အခါတွင် မြင်းပေါ်သို့ပြန်တက်၏မြင်းထိန်ကရှေ့ဆက်ကျိုးဆွဲသွားသည်ကိုလည်းခွင့်မပြုဂျိုတီမြင်းစည်းသည်ကိုသူ့ခမဲတော်ကကြည့်၍ကျဉ်ညက်သလောက်နောင်တော်နန်တူးကကျဉ်ညက်ခြင်းမရှိနန်တူးကညီရောမြင်းစည်းတတ်တာကိုမနာလိုဘူးလေကို့မှာမရှိတဲ့အရေးချင်းသူ့မှာရှိရင်ညီအကိုအချင်းချင်းပဲဘာမနာလိုစရာရှိတယ်လဲဟုကာကာကြီးကပြောသည်ကံကြမ္မာသည်နန်တူးကိုမျက်နှာသာပေးသည်ပထမအားဖြင့်နန်တူးသည်အမေဤအချက်တော်ဖြစ်သည် ထို့နောက်အဖေတူအမေကွဲနောင်တော်လာလာကြီးကွယ်လွန်သည့်အခါတွင် အရိုက်အရာကိုစက္ကန့်သူဖြစ်လာ၏ယခုကာရီကုတ်ပြည်နယ်၏မဟာယာဇာစော်ဘွားဖြစ်နေလေပြီယခုထက်တိုင်းနဲ့မနာလိုဝင်တူဖြစ်တတ်စေဤနီယာရမူအမေသွေးပါသည်ဟုဆိုရလိမ့်မည်နန်တို့သည် သူ့အမေလိုစိတ်ကြည်သည် သူအမျက်ဒေါသထွက်နေညီသူမှအနာမကပ်ဝင်ကြထင်းနှံကိုစိုးစံရသူတို့မှဒီလိုစိတ်မျိုးရှိဖို့လိုသည်သို့မှသာ ကိုလက်အောက်ခံတို့ကကြောက်ရွံ့ခံကြကြမည်ဟုဆိုကာမဟာဒေဝီကလည်းသဘောကျ၏။နန်တူးကိုတခါတရံမှသာတွေ့သည့်ခမဲတော်ကမူထိုအချက်များကိုတတိမပြုမီ။နန်တူးသည်အယက်ပုပုဝဝဖိုင်ဖိုင်အာကစားစသည်တို့ကိုလည်းဝါသနာမပါ။တို့ရရင်အယက်ပုသည့်နေရာတွင်သာ အမေးညံ့တူတော်လဲရုပ်ကမူအမေးလိုလဲမလှ။အသားကလည်းမဲလိုက်သေးသည်။ထို့ကြောင့်သူကိုကာရီကုတ်ပညာသားများကကလာအက်ဒမီလူမဲဟုခေါ်ကြသည် ဂျိုတီမြင်စည်းသွားသည်ကိုမြင်ရင်တောင်းတောင်းဖြတ်ဖြတ်ဩဘာပေးကြပြီးနန်ဒူးသွားနေမူတိတ်တိတ်သာနေကြသည်ကကာကြီးကမနာလိုစိတ်ဆိုတာအလွန်ဆိုးတာပဲမနာလိုစိတ်ဆိုတာလူတိုင်းမှာအငဲနဲ့အများတော့ရှိကြတာပါပဲကျုပ်တို့လည်းငငယ်တုန်းကမနာလိုစိတ်ရှိခဲ့ဘူးတာပါပဲခုတော့အသက်ကြီးပြီလေဒီလိုစိတ်မျိုးလဲမထားတဲ့တော့ဘူးမဟုတ်လားမနာလိုစိတ်ပေါ်လာရင်လဲချိုးနေရတာပေါ့အင်းသူ့နောင်တော်ကမနာလိုဝင်တူအားကြီးတော့ဂျိုတီအတွက်ကြောက်ဆိုးရင်နေ ကာကာကြီးသည်ယူဘူးထဲမှဇီးကိုတလုံးကိုနှိုက်ယူလိုက်ရင်သူ့ကိုဖျောက်ဖျက်ပစ်ခြင်းပြစ်နိုင်တယ်ပေါ့အက်ကအမတ်တမဲကောက်မိလိုက်သည်အိုးအိုးမဟုတ်ပါဘူးကျုပ်ကဒီလိုဆိုလိုတာမဟုတ်ပါဘူးကာကာကြီးသည်ကြောက်လန့်ကြကြဖြင့်ဇီးယိုကို အလုံးလိုက်မြူချလိုက်မိသဖြင့်ရေတခွက်ကိုကမန်းကတန်းတောက်လိုက်ရသည် SD သူ့အမားကိုရုတ်တရက်တီလိုက်၏ဂျိုဂျီသည်သူ့နောင်တော်၏ခွင့်ပြုချက်မရဘဲသူတို့သမီးများနှင့်လိုက်လာခဲ့ခြင်းအကြောင်းကို Ash ကောင်းကောင်းသိသည် ို့တိုင်ဂျိုတီလိုက်လာခဲ့ချက်မှာသူတယောက်တည်းခိုးကြောင်ခိုးဝဲမဟုတ်သူတွင်နောက်လိုက်နောက်ပါအချွေအယံတွေအပြည့်ဝင်းစီစလဲတွေအစုံအလင်ဤဒီကိုထောက်ရင်းမဟာရဇာသည်ညီရောဂျိုတီကိုအကျဉ်းချထားသလိုထားခြင်းမဟုတ်ပဲအတော်အတန်လွတ်လပ်ခွင့်ပေးထားကြောင်းသိနိုင်သည်ထိုအချက်ကိုအက်နာမလင်နိုင်သူတို့ပြောသည့်အတိုင်းဆိုရင်လက်ရှိမဟာရဇာသည်ရက်ဆက်ကြံကြုတ်သလောက်မနာလိုဝန်တိုမှုအားကြီးရမည်ညီရောကိုချုပ်ချယ်ညှဉ်းပန်းလိုသဖြင့် ညီရောကို အမတော်များဤလက်ထပ်ပွဲသို့မလိုက်ရန်တားခဲ့သည်ယခုညီရောကထိုအမိန့်ကိုဖီဆန်၍လိုက်လာခဲ့သည်တွင်ဒေါသအမျက်ချောင်းချောင်းထွက်ကာညီရောကိုတစ်ဖက်လက်ဖြင့်လှုပ်ကြံခြင်းဖြစ်နိုင်သည်မဟာယာဇာသည်ညီရောထွက်ပြေးသည့်တည်င်းကိုရဲအတော်ကြသည်အထိမသိသည်ကာကာကြီးဤအစိုးအယမဟာယာဇာသည်နှမတော်များကိုကာရီခုတ်နယ်ဆက်အထိလိုက်ပို့ခဲ့ခြင်းမှာအကိုတယောက်အနေဖြင့်ခင်မင်းကျင်နာလှ၍မဟုတ်အရှိမြောက်တောင်ကြီးသို့တောပြည့်ထွက်ရင်းလမ်းကြုံသည်ဖြင့် သွားရင်ဟန်လွဲသဘောလိုက်ပို့ကျင်သာဖြစ်သည်မဟာယာဇာသည်တောထဲတွင်တလကိုတည်းမြသွားရောက်ပြီးနေတတ်သည်ထုံးစံအဖြစ်ဆိုရင်ယခုလိုမကြခဏတောပြစ်ထွက်လိမ့်မရှိမဟာယာဇာတောပြစ်ထွက်ပြီးဆိုရင်လည်းပြည်နယ်အုပ်ချုပ်ရေးကိစ္စအဝဝကိုစဉ်းစားခြင်းမပြုတော့ဘဲမိမိရော့ရော့နေတတ်သည်ချီမြန်များဖြင့်စာပို့လွှတ်ခြင်းတို့ကိုလည်းခွင့်မပြုထို့အထက်တွင်တောပြစ်အဖွဲ့ကလည်းညီတိုင်းစခန်းပြောင်းနေတတ်သည့်အတွက်မဟာယာဇာသည် ညီရထွက်ပြေးသည့်တဲ့င်းကိုအချိန်တော်တော်ကြာသည့်အထိသိအောင်မည်မဟုတ်ထိုအချက်ကိုကိုတော်လေးကြိုကြည့်လဲသိပုံရသည်သူနှင့်အတူလိုက်ပါလာသူများလည်းသိပုံရသည်သူတို့သည်ဤမြအမျက်ဒေါသကြီးသည့်မဟာရာဇာထံမှထွက်မပြေးသင်ဟုအစ်ထင်သည်သူရရင်ကာကာကြီးဤအမြင်မှာထိုသို့မဟုတ်ယခုထွက်ပြေးလာကြသူများမှာကိုတော်လေးကြိုတီဤအိမ်တော်သားများဖြစ်ကြသည်သူတို့အားလုံးကိုကွယ်လွန်သူမဟာဒေဝီဂျာနုပိုင်ကခန့်အပ်ခဲ့ခြင်းဖြစ်သည်ထို့ကြောင့်သူတို့အားလုံးသည် ဂျိုတီဤအမိန်ကိုနာခံကြရတော့မိသားဖြစ်ကြောင်းကိုရော်လေးဂျိုတီညင်သူတို့အကျိုးစီးပွားသည်လဲဆက်ဆက်လျက်ရှိကြောင်းဖြင့်ယူဆသည်နောက်တစ်ချက်ကလည်းတူရမောင်ဂျိုတီဟာတော်တော်ကောင်းမာတဲ့တငယ်ကလေးဗျသူတို့ကထွက်မပြေးဘူးတောင်းခမည်းတော်မလိုက်ချင်ကြီးကကျွန်တော်တယောက်တည်းသွားမယ်ဆိုပြီးဇွတ်လုချင်လုံးမှာဒီလိုကြတော့လဲသူတယောက်တည်းဘဲညက်လုပြီးလွှတ်ရဲပါမလဲလိုက်လာခဲ့ကြရတော့တာပေါ့သူတို့ကြီးပြန်သွားရင်ညို့ကလေးတယောက်ကိုမထိနိုင်ဘူးလားဆိုပြီးရာဇမန်ရှောက်အောင်မယ်နောက်တစ်ချက်က ောင်တော်ကသာအမိလိုက်နိုင်လောက်ရင်လေအချွေအရံကြီးဟာလိုက်ရဲကြမှာမဟုတ်ပါဘူးဒေါက်တော်နဲ့ကြည်တဲ့ချင်းကိုတီးအောင်မှာမဟုတ်သေးဘူးတီးတဲ့အချိန်ကျရင်လေဒီစခန်းကိုရောက်နေရတဲ့အတွက်တလောက်စိုးရင်စရာမရှိတော့ဘူးထင်လို့လိုက်လာကြတာဖြစ်လိမ့်မယ်ဒီဘက်ရောက်တော့မဟာယာဇာရဲ့ပိုင်နဲ့မဟုတ်တော့ဘူးလေမိရရှာပိုင်နဲ့ဖြစ်သွားပြီမဟုတ်လားဒီရောက်ပြီဆိုတော့သခင်ဆက်ကလည်းသူ့ကိုအကာအကွယ်ပေးရတော့မယ်မဟုတ်လားဒါကြောင့်သူ့လူတွေလိုက်လာပြီးဖန်လာစီလာလဲလောက်တော့မှာမဟုတ်ဘူးလို့သူတို့တွက်ပုံကြတယ် လက်ချက်ပွဲပြီးလို့ညီတော်ဂျူဒီပြန်လာတဲ့အခါကျတော့ကိစ္စမရှိတော့ဘူးလေဒီလောက်ဆိုမဟာယာဇာကသူ့အေးသွားလောက်ပြီအလွန်ဆုံးအပြစ်ပေးရင်ခလေးတယောက်ကိုရိုက်တာလောက်ပဲအပြစ်ပေးတော့မှာပေါ့ကာကာကြီးဤအမြင်မှာအကောင်းဘက်မှကြီးတွေးသည့်အမြင်ဖြစ်၏တွေ့ရတယ်သူ့အတန်ကမူများစွာအတက်တရောမရှိလားထို့ကြောင့်တော့မသိကာကာကြီးသည်ထိုအကြောင်းကိုမပြောဘဲအခြားအကြောင်းများကိုပြောဆိုလျက်ရှိ၏တွေ့ရတယ်သူစကားများသည် ညရင်ရာရာကြောင့်တော်တော်နဲ့အိတ်မပြောနိုင်သည့် ash အဖို့မူစဉ်းစားစရာများဖြစ်လာခဲ့လိမ့်မည်။ရဝပင်ကြီးစစ်ဌာနချုပ်မှပုံကူများသည့်လမ်းတွင်တွေ့နိုင်သည့်အခက်အခဲများကိုကြိုတင်သတိပေးလိုက်ကြ၏။ဥပမာအားဖြင့်ရိတ်ခါလုံလောက်အောင်ရှာဖွေရေးကိစ္စ၊ပြည်ငယ်များနှင့်ဆက်သွယ်ရေးကိစ္စ၊အရေးမကြီးလာသည့်တိုင်လမ်းတွင် လူဆိုးများ၏တိုက်ခိုက်ခြင်းခံရနေမည်သို့မည်ပုံဆောင်ရွက်ရမည့်ကိစ္စတို့ဖြစ်၏။တို့ရရင်ယခုကိစ္စမျိုးကရုတ်တရက်ရှောင်းတခင်ပေါ်လာသည့်ကိစ္စမျိုးဖြစ်၍ ထိုကိစ္စမျိုးနဲ့မိတို့မိပုံဆောင်ရွက်ရမည်ဆိုသည်ကိုညွှန်ကြားချက်မပေးလိုက်။ယခုမိမိတွင်ဉာဏ်ရရနေပြီ။ထို့ကြောင့်စခန်းကြီးတစ်ခုလုံးမပြောင်းနိုင်သေး။ဤတွင်သူ့အတွက်စဉ်းစားချိန်ရသွားသည်။ထို့ကြောင့်ဉာဏ်ရရသည်ကိုပင်ကြံဖန်ရိတ်ကျေးဇူးတင်ရသည်၏။ယခုလောလောဆယ်တွင်မူဂျိုတီကိုသူ့ရက်ပြင်ကျဲတဲ့သို့ကြာနိုင်သမျှကြာကြာလာနေရန်တိုက်တွန်းရုံမှတပါအခြားညီလည်းမရှိတော့။ကြံအချိန်များတွင်မူထိုတငယ်ကိုကြည့်ရန်မူရက်ကိုသာမှားထားရတော့သည်။ အမှန်အဖြစ်မူလောက်ကျံမှုဆိုဒီမှာညအချိန်မတော်တွင်သာဖြစ်တယ်မြေတို့ရရင်ဂျူတီအဖို့မူညာရင်ညတာမစိုးရင်ရညဆိုရင်သူ့တဲဘေးတွင် အချွေအယံတွေဝိုင်းဝိုင်းလည်လျက်သူတို့အားလုံးမှာကိုရော်လေးဂျူတီကိုတစ္ဆာဆောင်သည့်ယူသည်သူများဖြစ်ကြောင်းကကကြီးကမ္မအတီးရသည်သူ့ကိုတစ္ဆာမရှိသည့်တိုင်သူတို့အကျိုးစီးပွားနှင့်ဆက်ဆက်လျက်ရှိသဖြင့်ကိုရော်လေးကိုကာကွယ်စောင့်ရှောက်မည်မှာတေးကြသည်ဟုအက်ယူဆသည်သူဖြစ်နေသူနောက်သို့လိုက်လာကြသည့်အစီတော်များ ချွေရံများအငင်းညင်ကိုပြန်သွားလျင်အပြစ်ပေးခံရမည်ကို မကြောက်ကြတော့ဘီလို့ဟုစဉ်းစားเสียရရှိသည်။မဟာယာဇာသည် အချိန်ကြာသွားလျင်သွေးအေးသွားလိမ့်မည်ဟုကာကာကြီးမျှော်လင့်သလိုမျှော်လင့်ထားကြသလော။သို့မဟုတ်သူတို့တွင်အချားအကြံအစည်းဟု၍ရှိသေးသလော။တာယောက်ကြားကလေးမရှိသောမဟာယာဇာညံသူကိုလှုပ်ကြံတက်ဖြတ်ကာကိုတော်လေးဂျူတီကိုတင်းရန်ရည်ရွယ်ထားကြလေသလော။တို့ရရင်လောလောဆယ်လှုပ်ကြံရန်စူးစမ်းခြင်းခံလိုက်ရသူမှာမဟာယာဇာညံသူမဟုတ် ိုတော်လေးဂျိုတီဖြစ်သည်ကျန်စီသူကလည်းစခန်းထဲမှဖြစ်နေသည်ယခုအချိန်ကြီးဆိုရင်အရေးပိုင်ထံမှထိုစခန်းကိုသူလက်ခံယူပြီးနောက်ဂါရီကုတ်ပြည်နယ်မှတရောင်းမြလိုက်လာသူမရှိသည်မိသည့်တဲ့င်းမြလည်းရောက်မလာသည်ဤဒီကိုထောက်ရင်းလောက်ကြံရန်ကြံရွယ်သည့်ရည်ရွယ်ချက်မှာကိုတော်လေးထွက်ပြေး၍ကျန်စီခြင်းမဟုတ်ကိုတော်လေးညင်ပြိုင်ဘက်တူဦးကလောက်ကြံရန်ကြံရွယ်ခြင်းသာဖြစ်မည်ရန်ဒူးဤနောက်လိုက်တယောက်ရောက်သည်ကိုတော်လေးရောက်လာခြင်းကိုသင်္ကာမကင်းဖြစ်ပုံရသည်ထို့ကြောင့် ယခုလိုခရီးထွက်တုန်းတွင်အပြောက်ရှင်းရန် ကြိုးစားခြင်းဖြစ်နိုင်သည်ထို့အကြောင်းကိုဇူလီအားဖွင့်ပြောရနိုင်မည်သို့ရှိမည်နီဇူလီသည်မိမဆောင်ထဲတွင်ဖြစ်နေသည့်အတွင်းရေးများကိုတည်နိုင်သည်ဝင်းကဘာလိုရှုပ်ထွေးကွေးကောက်နေသည့်ဟော်နန်းကစင်းချက်များတွင် ပြောနေသည့်တိုတိုအတင်းအဖြစ်များကောလာဟာလာများကိုတည်နိုင်သည်ဟုတ်သည်အငဲငင်အများတော့တည်နိုင်သည်သို့ရာတွင်ခက်သည်ကသူနှင့်ဇူလီတို့တွေ့ဖို့ဆိုသည်မှမလွယ်ကာကာကြီးထံတွင် စုံစမ်း၍ရနိုင်ပွဲမရှိတော့ တို့ဖြစ်ရင်မူရက်ကိုတိခောက်ကြည့်ရင်ကမူရက်သည်ဘယ်သူကိုစောင့်ကြည့်ရမည်ဆိုသည်လောက်ကိုမူသိနိုင်သည်စောင့်ကြည့်ရမည်ဥယျာဉ်လည်းများလာသည်မဟုတ်ထိုနှင့်တိမ့်တိုက်ထွက်သည့်လူများကိုစောင့်ကြည့်ရုံများသာတို့ရရင်မူရက်မှာများစွာ အကူအညီမရလားတိတ်မများလာဘူးဆိုတာဘာကိုပြောတာလဲတခင်လေးတခင်လေးကအဲ့ဒီညကတိမ့်တိုက်လိုက်လာတာမှမဟုတ်ပဲတခင်လေးဘယ်သိနိုင်မလဲတိမ့်တိုက်ထွက်တဲ့လူကဘလောက်များတယ်ချင်တယ်လေ118ရောက်တောင်ရှိရဲ့ခမညာ အဲ့ဒီထဲကသုံးပုံနှစ်ပုံကပြည်ញံအမှုရမ်းအရာတန်းတွေတညီးပြောရရင်မဟာယာစားတဲ့လူတွေသူတို့ကိုသွားပြီးစစ်ဆေးနေလို့ဘယ်မှာအမှန်ကိုသိရမလဲ။လိန်ပြောမှာပေါ့။တကယ်လို့ဖို့အကြံအစီရှိနေတဲ့လူကိုတက်လက်ညှို့ပစ်လိုက်တယ်လို့ဖြစ်နေဦးမယ်။မူရက်ဤခက်ဆက်ဆက်အတန်ကြောင့် HD အငင်းငယ်စိတ်တူလာကဘာလို့တက်လက်ညှို့ပစ်တယ်လို့ဖြစ်ရမှာလဲဗျ။ကိုလိုလေးရဲ့အသက်ကိုလှုပ်ကြံနိုင်တဲ့အနေရရှိရဲဆိုတာကျွန်တော်တို့ရိပ်မိရဲ့အကြောင်းသူတို့သိသွားရင်သူတို့အနေနဲ့စဉ်စဉ်ဆဆဆင်စဉ်ချင်းချင်းလှုပ်တော့မှာပေါ့။ စောင့်ကြည့်နေမှသိရတာနဲ့တော့ဇူတိုးပြီးဗမာလုံမလဲမူရက်ကသခင်လေးတို့အင်္ဂလိပ်လူမျိုးတွေအတွက်တော့ဒီလိုဟုတ်ခြင်းဟုတ်မှာပေါ့ကျွန်တော်တို့လူမျိုးကဒီလိုမဟုတ်ဘူးခမရစက်သခင်လေးချင်တာကဒီလိုလုပ်ပြလိုက်ရင်သူတို့လန့်ပြီးနောက်ဆုတ်သွားမယ်လို့ထင်တယ်ဒါပေမဲ့မထင်တဲ့စက်သခင်လေးပိုပြီးတတိဝရိယရှိရှိနဲ့လောက်ကြံမှုစူးစမ်းလာကြမှာအဲ့ဒီအခါကျတော့ကျွန်တော်တို့စောင့်ကြည့်ဖို့ခက်တဲ့ညီတွေကိုအသုံးပြလာနိုင်တယ်ဥပမာဘလိုညီတွေလဲဗျာအစိတ်ခက်တာတို့ဓာတ်နဲ့ပေါက်တာတို့ဘာလို့ပေါ့ ဒါမှမဟုတ်တနက်နဲ့ခြောင်းပြက်မှာပေါ့လုံရဲမယ်မထင်ပါဘူးဗျာမင်းမဲ့တိုင်းပြည်ကြီးမှာမဟုတ်တာဒါဟာဗြိတိရှပိုင်နဲ့ဗျဆိုင်ရာအာနာပိုင်တွေကတေးသေးချာချာစုံစမ်းပြီးမူရက်ကလောင်ရဲရဲလိုက်ဤပြောင်လုံးကြံတက်ဖြတ်ခြင်းမှာလက်ညှိုးထိုးပြဖို့တစားကန်ရှာရသည့်အတွက်ထိုနည်းကိုသုံးမည်မဟုတ်ကြောင်းထို့ကြောင့်ဘတော်တဆဖြစ်မှုတစ်ခုခုကိုရှာလိမ့်မည်ဖြစ်ကြောင်းဖြင့်ပြောသည်ပထမတချီလုံးကြံမှုကိုသင်္ကာမကင်းမဖြစ်ဘူးလို့တည်သွားရင်သူတို့နောက်တနည်းကိုရှာကြလိမ့်မယ်ဗျအကောင်းဆုံးကတော့ ိုတော်လေးကိုကျွန်တော်တို့အတက်နိုင်ဆုံးကာကွယ်ပြီးတော့လှုပ်ကြံသူကိုဖော်ထုတ်ဒီနည်းအဖြစ်လှုပ်ကြံမှုကိုတခါလဲပြတ်သွားအောင်ရှင်းလိုက်တာကအကောင်းဆုံးဖြစ်လိမ့်မယ်ထင်တယ်။ဒါဟာကျွန်တော်တို့လုပ်ရမယ်တခုတည်းသောညှိလန့်မယ်။ Ash မှာမငင်းနိုင်တော့စဉ်းစားကြည့်လိုက်သည့်အခါတွင်မူရက်အေစကားမှာတရားညှိလန့်ကြကြောင်းတွေ့ရသည်။လောလောဆယ်တွင်မူသူ့ကျမ်းမာရေးအခြေအနေကလည်းမကောင်းသဖြင့်ဘာမှမလုပ်နိုင်သည်။လုပ်နိုင်သည့်အရာမှာကိုရိုလေးဂျူတီဤနောင်တော်မဟာယာဇာညံသူဤဇယိုင်စိတ်ညီစိတ်သားတို့နှင့်ပတ်သက်၍ တိအောင်စုံစမ်းရုံလောက်သာတက်နိုင်သည်တို့ရရင်သူ့အလုပ်တီပင်ရင်တကယ်လုံးကြည့်လိုက်သည့်အခါတွင်သူထင်ထားသလောက်မလွယ်ကူလားသူရက်ဖြင့်တဲတဲ့သို့ဧည့်သည်မြောင်များစွာလာရောက်ခါပြည်ငယ်ညင့်ပတ်သက်၍နိုင်ငံရေးစီးပွားရေးစသည့်သတင်းများကိုပြောဆိုကြသည့်တိုင်ပြည်ငယ်ကိုအုပ်ချုပ်နေသည့်မဟာယာဇာအကြောင်းကိုမူဘာမျှထူး၍ပြောနိုင်ကြသည်မဟုတ်ကိုရော်လေးဂျူတီမာမူသူ့နောင်တော်အကြောင်းကိုမေးသမျှပြောသည်တို့ရရင်ကိုရော်လေးမှာခလေးပီပီထင်ရပြောတတ်သဖြင့် သူ့စကားကိုလည်းအာမကိုရပြန်သူတဲတဲတွင်တမားတော်ကိုပင်ဒက်စ်အင်းညွှန်ကြချက်အရာ သူ့ကိုလာရောက်ပြုစုနေရသည်ကြောက်ပေါက်မှာတတ်တတ်နှင့်သူနာပြုဂီတာရှိသည်ဂီတာမှာကွယ်လွန်သူမဟာယာဇာဆော်ဝါကြီး၏ပထမမဟာဒီဝိညာဉ်ဆွေမျိုးနိဆက်တော်သူတဦးဖြစ်သည့်အလျောက်မိမဆောင်မှာကောလာဟာလာများကိုကြားရလိုကြားရညာသူ့ကိုမတိမသားစုံစမ်းကြည့်ပြန်သည်တို့ရရင်ဂီတာမှာကြောက်တက်လိုက်သည်မှာစိုးပွဲမရှိတော့သူ့သခင်မှရှူရှီလာကခိုင်းသည့်တိုင် လူမြင်ကွင်းသို့မသွားရဲလူကြီးတိတ်တွင်ခိုင်းမြင်မင်းမွတ်စလင်အမျိုးသမီးတို့ထုံစံလူမမြင်အောင်ကောင်းမိချုပ်ပြီးမှအပြင်သို့ထွက်ရဲသူဖြစ်သည်စင်စစ်သူမျက်နာကိုမြည်သူမျှကြည့်မည်မဟုတ်အက်ရှ်ပင်လင်းကြောက်ပေါက်မှတသက်ဖြင့်ပရေတို့တွတ်နေသည့်သူမျက်နာကိုမလွဲသာ၍ကြည့်ရခြင်းဖြစ်သည်ညဆိုလျင်အက်ရှ်သည်အိတ်မပြောသဖြင့်သူညစ်စကားပြောပတ်ဖြစ်သည့်ဂီတာကိုမျှော်မိသည်သူရရင်ဂီတာသည်မိရအောက်တွင်ထိုင်၍သာစောင့်နေတတ်ပြီးစကားတစ်လုံးမျှမပြော အင်မတန်မင်းနိုင်လွန်ပါမှတခွန်းစနှခွန်းစပြော၏နောက်ဆုံးတွင် HD မဟာယာဇာနှင့်ပတ်သက်၍တည်င်းကိုအခြားသူများထံမေးမြန်းရန်အကြံကိုစွန့်လွှတ်လိုက်ပြီးမာဒူးထံမှမေးမြန်းသည်စိတ်အချရာဆုံးဖြစ်သည် မာဒူးကစိတ်ချရသည်လူအမျိုးမျိုးညင်ဆက်ဆံနေရသည့်အတွက်လည်းတည်င်းစုံသည်ညမိုးချုပ်၍ဧည့်သည်တို့ပြန်သွားသည့်နှင့်ကြပြိုင်ငယ်မာဒူးသည်တမာကူရှူရင်းသူကြားခဲ့ရသမျှတည်င်းပလင်းတို့ကိုဖောက်သည်ချတတ်၏သူတို့နှစ်ယောက်စကားပြောကြပြီဆိုရင်ဂူပတ်က တဲအဝရင်ဆောင်ကဧည့်သည်လာမလာကိုတတိပေးတတ်သည်မာဒုထမသိရသည့်တည်င်းများမှာတည်င်းစုံဟုတ်တာရောမဟုတ်တာရောယောညောလျက်ဈေးစကားညင်ဘာမျှမချသူစကားတွေကိုအာကိုရေမဖြစ်သူတိုင်အောင်ထိုတည်င်းများကြားထဲမှာအဖိုးတန်သည့်တည်င်းအစအနကလေးများကိုစစ်ထုတ်ယူရသည်ထို့သောစစ်ထုတ်၍ဆက်ဆက်ကြည့်လိုက်သည့်အခါတွင်မူကားတခါကဂူကောဟုခေါ်တွင်ခဲ့သောပညာဤအခြေအနေကိုသာမကလက်ရှိမဟာယာစာစော်ဝါဤအကြောင်းကိုပါတစိတစောင်းသိလာခဲ့ရသည် လက်ရှိမဟာရာဇာသည် အလွန်ဘဝင်မြင့်ကြောင်းခန့်ခန့်နာနာတို့ကိုသဘောကျတတ်ကြောင်းရက်ဆက်တတ်ကြောင်းကလေးဘဝကလေးကပင်ကောက်ကျစ်ဆလဲသောသဘောရှိခဲ့ကြောင်းသို့ဖြင့်ရသည့်တည်င်းပလင်းများကိုစစ်ထုတ်၍ချုပ်ကြည့်လိုက်သည့်အခါတွင်အချက်နှစ်ချက်ချင်းချင်းရှားရှားပေါ်လာ၏ညံသူသည်ဘယ်တော့မှအရှုံးပေးလိမ့်မရှိဘဲကိုယ့်ဘက်ကလက်ဦးမှုရအောင်ယူတတ်ခြင်းနှင့်မိမိအလိုမကျသူများကိုရက်ဆက်စွာစီရင်လိမ့်ရှိခြင်းဆိုသည့်အချက်များဖြစ်သည်ဥပမာတစ်ခါကညံသူသည် တမင်လိုက်ရန်ကျသည့်နှကောင်မွေးထားခဲ့ကြောင်းလင်းချင်းတာဟော်နန်ကြောက်တောင်အောက်တွင်တမင်ကိုလှုပ်ပေးလိုက်ပြီးဒင်းငါးပြား၂၀လောင်းကြီးထက်ခါအလိုက်ခိုင်းကြောင်းလိုက်မမိသည့်အခါတွင်ထိုကျသည့်ကိုရင်းညာစီတပုံးလုံးလောင်းပြီးမိရှို့တက်ပြလိုက်ကြောင်းဤအဖြစ်အပျက်မှာလူပြောသူပြောမဟုတ်ယခုလက်ထက်ပွဲသို့လိုက်လာခဲ့သူများနဲ့တွင်ကိုတွေ့မျက်မြင်မြင်လိုက်သူများရှိသည်ကျသည့်ကိုရင်းအောင်သင်ပေးသည့်ဇာမှာပြည်ညံမှထွက်ပြေးသွားသည်ဟုဆိုတော်လဲထိုစကားကိုမြည်သူမှမယုံကြ ဲ့ဒီကျက်သစ်စရာလဲအဲ့ဒီညကပဲသေးတယ်လို့ပြောကြတာပဲဘာမှတော့အထောက်ထားမရှိဘူးဒါပေမဲ့ကာရီကုတ်မှာသူ့ကိုအဲ့ဒီညမှာတခါမှမကြွေးရတာကတော့သေးကြတယ်တရားလဲဟုတ်ချင်မှဟုတ်မှာပေါ့လေသူ့အသက်ပေးကိုစိုးရင်လို့ထွက်ပြေးသွားတာလဲဖြစ်နိုင်တာပေါ့ဘယ်သူအတက်ပြောနိုင်မလဲဟုမာရူးကပြောသည်ဒါကတော့မဟာယာဇာကိုတိုင်းမှသိမှာပေါ့ဗျာဟုအက်ကပြော၏မာရူးကကောင်းငိတ်လိုက်၏ဒီလိုပဲယူဆရတာပေါ့လေမဟာယာဇာစော်ပွားကလေးက ငယ်ငယ်ရှိသေးပေမဲ့သူ့ကိုပြည်내သူပြည်내သားတွေကတိတ်ကြောက်ကြရတယ်။သူ့ကိုလူတွေကမုန်းသလားဆိုတော့မုန်းတော့မမုန်းကြဘူး။ကာရီကုတ်ပြည်내သူပြည်내သားတွေဟာစိတ်ဓာတ်အားပြောတဲ့လူတွေကိုဘယ်တော့မှအထင်မကြီးဘူး။သူတို့မဟာယာဇာလေးကပါးညက်ပြီးရက်ဆက်တာကိုသဘောတောင်ကြနေကြသေးတဲ့ဗျ။သူတို့မဟာယာဇာကသာဒီလိုအုပ်ချုပ်နိုင်ရင်သူတို့ပြည်내ဟာဒီပြင်ပြည်내တွေလိုဗြိတိရှလက်အောက်ကိုရောက်မှာမဟုတ်ဘူး။လွတ်လပ်တဲ့ပြည်내အဖြစ်ဆက်လက်တည်ရှိနေမယ်လို့သူတို့ယုံကြည်နေကြတယ်လေ။ တချို့ကတော့ဒီလိုခက်ကြမ်းကြမ်းအုပ်ချုပ်တာကောင်းတယ်လို့တောင်ထင်နေကြသေးတယ်။ဒါပေမဲ့တချို့ကြတော့လေသူ့ကိုမုန်းတဲ့အတွက်သူ့ကိုဖြုတ်ချဖို့စိုင်းပြင်းနေကြတာတွေလည်းရှိမှာပေါ့။တယောက်ယောက်ကိုတင်ကျင်းတဲ့လူတွေဆိုပါတော့မာဒူးကနှက်ခမ်းကိုရက်လိုက်ပြီး Ash ကို သင်္ကာမကင်းသည့်နယ်လှမ်းကြည့်လိုက်သည်။ဘာလဲ။တခင်ဆက်ကကိုရိုလေးဂျူတီကိုရည်ရွယ်ပြောတာလား။ဒါတော့ဟုတ်ချင်လဲဟုတ်မှာပေါ့လေ။ဒါပေမဲ့စက္ကန့်နဲ့မှာတော့ဒီအကြောင်းကိုပြောတယ်မကြားရဘူးဗျ။ကျုပ်ထင်ပြောရရင်တော့ ခုလိုအချိန်မျိုးမှာကလေးလေးတက်ပြီးအုပ်ချုပ်တာကိုဘယ်သူမှကြိုက်မယ်မထင်ဘူးကလေးလေးအုပ်ချုပ်တာတော့ဘယ်ကြိုက်မလဲအဘယာဒါပေမဲ့ကလေးလေးကလည်းဘယ်မှာကိုယ်တိုင်အုပ်ချုပ်နိုင်မှာမလဲသူ့အကြံပေးပုံကိုယ်တွေကအုပ်ချုပ်ကြမှာပေါ့လက်ရှိမဟာရာဇာကိုဖြုတ်ချပြီးကလေးလေးကိုတင်ကျင်နေဆိုတာကလည်းအဲ့ဒီလူတွေဖြစ်မှာပေါ့အဲ့ဒီအခါကျတော့ကာရီကုတ်ပြည်ညေကိုကလေးလေးကမအုပ်ချုပ်ပဲသူတို့ကအုပ်ချုပ်မှာပေါ့ဒီဂျူရန်တို့လိုလူတွေဖြစ်မှာပေါ့လေ ခုမာဒူးကတယောက်တည်းပြောသလိုခတ်တိုးတိုးပြောနေသည်။ဘာဖြစ်လို့လဲ။သူ့အကြောင်းနဲ့ပတ်သက်လို့အပဘလို့များကြလို့လဲ။ခုအက်ရှ်ကရုတ်တရက်ကောက်မိလိုက်၏။အကောင်းသချင်းတော့တကားမှမကြဘူးပါဘူး။လူတွေကတော့သူ့ကိုတော်တော်လေးမုန်းကြတယ်။သူ့ကိုလည်းအမျိုးမျိုးခေါ်ကြတာပဲ။ကီမီကောက်တဲ့၊မွေပွေးတဲ့၊ခွေးအားတဲ့၊တရှိုးတဲ့၊ဝက်ဝန်းတဲ့ဒီပြင်ညမယ်ယူလေအများကြီး။ဝေလွန်သူကကြည်တဲ့မဟာဒေဝီဂျာနုပိုင်ရဲ့လူယုံတော်တဲ့။ သူနဲ့ပတ်သက်တဲ့အဖြစ်အပျက်တခုတောင်ရှိသေးတယ်။ဒါပေမဲ့ဓာရီကကြားလှပါပြီလေ။သိအေးမကြည့်တော့ပါဘူး။ဘလို့အဖြစ်အပျက်တယ်လဲဗျ။မာဒူးကပခုံးကိုတွန့်ပြလိုက်ကတမာကူအိုးကိုရှူရင်းကြက်တူရွေးအိုကြီးတစ်ကောင်လုံးငိုင်းငိုင်းကြီးထိုင်နေသည်။တမာကူအိုးက ကလောက်ကလောက်မြည်လျက်မာဒူးသည် ထိုအကြောင်းကိုနောက်ထပ်ဘာမှမပြောတော့သူရရင်ထိုညကဂူပတ်ရောက်လာသည့်အခါ၌မူမာဒူးသည်ထိုင်ရာမှထလျက်အင်း ုကျုပ်တို့ပြောတဲ့အကြောင်းကိုသတင်းပလင်းလေးစုံစမ်းလိုက်အောင်မယ်လေခုဆိုကညအမောင်ကြီးတဲ့တွင်တလက်လက်ဖြစ်နေကြသည်စခန်းမီးဖို့များစီတို့ထွက်သွားသည်တို့ရရင်ပါသတင်းမျှမထူအက်ကမူသတင်းထူးနှင့်တခြားနေရာမှမတူနိုင်မဟာရာဇာ၏မိသားစုဖြစ်သောရာဇကုမ္မာရီများမှသာထူးနိုင်သည်ဟုတွက်သည်ဇူလီသည်မဟာရာဇာနန်ဒူးထက်လအနှင်းငယ်များသာကြည်သည် သူ့အကြောင်းကိုဇူလီကောင်းကောင်းသိနိုင်သည်ထို့ပြင် ဗီဂျူရန်အကြောင်းကိုလည်းကောင်းကောင်းသိသူဖြစ်သည်ဇူလီသည်ကိုရော်လေးလလာကြီးကိုမိနိုင်အောင်မည်မဟုတ်သူနဲ့စကားပြောခွင့်ရရင်တော့ကောင်းမှာပဲသူ့အကြောင်းကိုဇူလီကောင်းကောင်းသိမှသိကြတယ်သူနဲ့စကားပြောရအောင်တော့ကြံဖန်အောင်မှာပဲငါအဲ့ရတဲ့ကထနိုင်ရင်လည်းအကောင်းသာဟုတ် S တွင်နေသည် SD သူ့အခွင့်အရေးကိုကြကြမဆောင်လိုက်ရ